ဒါကြလို့ရှိရင်ကျွန်တော်ရဲ့ဘဝတွေမှာတွေးကြုံတစ်တေရယူဖို့အခုလက်ရှိရှိနေတဲ့နေရာထက်နေရာတစ်တေမှာကျွန်တော်တော့ရောက်ရှာဖွေလိုက်တာပို့ပြီးတော့ကောင်းနေဗျာအနောက်ဂျာကာတာရဲ့ဂုံဆောင် RQ ဟုရှိအတင်းရဲ့ဂျန်ကလာတယောက်ဖြစ်တဲ့ Hazel နေနဲ့မလေးရှားကိုတော့ကျွန်တော်အငါတော့ရောက်ကစားမှာပဲဖြစ်ပါတယ် Area Export ပေါ့ဗျာ Hazel ဆက်စုချင်းနေနဲ့ Assassin နေဆော့ရတဲ့အချိန်ကြီးအားမရတဲ့အချိန်ကြီးမှာအတင်းအတွက် Hanzo နဲ့ဆော့ခဲ့တဲ့ Hanzo နဲ့ပြသခဲ့တဲ့ performance တွေ V3 မှာဆိုလို့ရှိရင်လေ Team of the Week တဲမှာတပါခဲ့တဲ့ အထီကိုကျွန်တော်လဆန်းပိုင်းဆိုင်ရာအရာလူငယ်တယောက်အနေနဲ့တော်တော်ကြီးကိုကောင်းမွန်တဲ့အလားအလာရှိတဲ့ဂျန်ဂလာတယောက်ဖြစ်တယ်ဗျ။ဒါပေမဲ့ကျွန်တော် RQ အနေနဲ့ဒီ regular season တစ်လျှောက်လုံးပထမကြော့မှာဆိုလို့ရှိရင်ရှုံးပွဲကြုံတွေ့ရခြင်းမရှိဘူးဗျာ။ဒါပေမဲ့ PTN နဲ့တွေ့ရတဲ့ပွဲစဉ်တွေမှာတော့ရှုံးပွဲတွေကြုံတွေ့ရတယ်။အဲဒီပွဲစဉ်မှာလည်းကျွန်တော် Hazel တယောက်တော်တော်ကြီးကိုပြတ်တောက်ခဲ့တဲ့အခြေအနေဗျာ။ ဖန်နီကန်ရဲ့ပွဲစဉ်ဒီမှာဆိုလို့ရှိရင်လည်းသူထင်ထားသလိုမျိုးသူတွေးထားသလိုမျိုး NBA stage ပေါ်မှာ performance ပြဖို့အတွက်တကယ်ကိုခက်ခဲတာမျိုးတွေတွေ့ရတယ်ပေါ့နော်ဆက်စုဂျင်ဒီနောက်ပိုင်းပွဲစဉ်ဒီမှာ lesson mind ဆိုင်ရာအရာပို့ပြီးတော့တည်ငြိမ်လာတယ်အသင်းရဲ့ form နဲ့ကန့်ညီလာရတဲ့အခြေအနေမှာ line up ပြဖို့အတွက် hazel တယောက်ကတော်တော်ရုန်းကန်နေရပြီဗျဒါပေမဲ့လက်ရှိမှာတော့ Area Esport ကိုတော့ RQ တင်းနေနဲ့အငားစင်လွတ်လိုက်ပြီပဲဖြစ်ပါတယ်။ Area Esport ကမလေးရှားမှာဆိုလို့ရှိရင်တချင်က Red Esport ပေါ့ဗျာ။အဲ့ဒီမှာဆိုလို့ရှိရင်မလေးရှားပြည်မှာကစားသမားတွေအများကြီးရှိခဲ့တယ်။ဒါ Rindo Ru ပါလို့လဲ Rindo Ru Cruzeiro ရှိခဲ့တဲ့အနေအထားတစ်ခုဗျာ။ Cruzeiro ဆိုလို့ရှိရင်အဲ့မှာ main line app ဂိုးလိန်နာတယောက်ဖြစ်တယ်ဗျာ။လက်ရှိ MBM Malaysia stage မှာဆိုလို့ရှိရင်လည်းအဆင့်6ဝန်းကျင်မှာရှိရတဲ့အသင်းအသင်းဖြစ်တယ်ဗျာ။ ဒီဇယ်အတွက်ကတော့ဒေရှားမြေမှာအသွေးကြုံတစ်တည်ရယူပြီးတော့အာဟူအတွက်ပူကောင်းလွန်နဲ့ပူတောက်ပါတယ်။ဒါကြောင့်လည်းတယောက်ဖြစ်လာမယ်လို့ကျွန်တော်တို့ယုံကြည်ရဲ့။ဂျီဂိုရီယောဟီဇယ်ပြောင်းရှိမှုပေါ်ဘယ်လိုမျိုးထင်လဲ။အောက်က comment section မှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်။ကျွန်တော်ကတော့ SD14 ပဲဖြစ်ပါတယ်။